မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကိုးတိုင်းအုပ်ဖို့မြို့မှာရှိတဲ့စစ်မှုထမ်းဟောင်းရုံးကိုဖောက်ခွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သားတအုပ်သိမ်းဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် February 5ရက်နေ့မနက်6:00ခွဲအချိန်ကမှအုပ်ဖို့မြို့မြို့မှာရဲစခန်းအနီးမှာရှိတဲ့စစ်မှုထမ်းဟောင်းရုံးကိုရွှေကလုံးစစ်ကြောင်းတပ်ဖွဲ့တစ်ကတော်လိုင်းရဲဘော်များကဖောက်ခွဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်သိမ်းဆုံးခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထူးကိမရှိဘဲ နဲ့စုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီရုံးမှာကစစ်မှုထမ်းအင်အားကတော့စစ်မှုထမ်းကားသမားအပါအဝင်9000ကောင်ကတော့အများရှိပါတယ် ရဲစခန်းသားဆိုတော့ရဲတွေကအများအားလာတတ်တယ်ကျွန်တော်တို့မိုင်းကကြိုးထောင်ထားတာပါ မိုင်းကွဲပြီးတာနဲ့စစ်ခွေးတွေရဲခွေးတွေမျိုးဆောင်အင်အားတွေအကုန်နှီးပါကြောက်လန့်ပြီးတော့အယောက်40နှီးပါရောက်လာကြပါတယ်သူတို့ပိတ်ဆို့ထားတဲ့ဂိတ်တွေတောင်မှဒီတိုင်းထားခဲ့ကြတာကျွန်တော်တို့ရဲဘော်တွေပြန်ဆုတ်ဖို့အတွက်အသားအရာဖြတ်ခွင့်ရခဲ့ပါတယ်သူတို့မျိုးတဲကိုတေးချပိတ်ဆို့ထားရတဲ့မျိုးလေကောင်မျိုးမရဲစခန်းသားကစစ်မှုရန်ရုံးကိုမိုင်းခွဲတိုက်ခိုက်ခံရတဲ့အတွက်အကုန်အဆက်ကွဲကုန်တာဘောလို့ ရွှေကလုံးစစ်ကြောင်းစီရေးတာဝန်ခံဂျာနူးကပြောပြထားပါတယ်၎င်းဆက်စင်ရေးကို64နှစ်မြောက်ကချင်တော်လိုင်းရင်းနေအထိမ်းအမှတ်ဖြစ်နေဂုံပြူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့ဘကိုးယုံမတော်လိုင်းရေးတပ်ဦးဗဟိုဦးစီးအဖွဲ့ရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရကဖူကနောင်ဆက်စင်ရေးအဖြစ်နဲ့အကောင့်ထက်ပေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ရွှေကလုံးစစ်ကြောင်းစီရေးတာဝန်ခံဂျာနူးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်ကျောင်းရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂိတ်ကိုနှစ်ရက်ဆက်တိုက်ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ရာစစ်သားတအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ၁ရက်နေ့မနက်၈နာရီကစပြီးတော့စိတ်ဖြူမြို့နယ်စောစိတ်ဖြူကားလန်းဘေးကျောင်းရွာတောင်ဘက်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်ကင်းစခန်းကို ဖေဖော်ဝါရီလ2ရက်နေ့ညနေ4နာရီအထိဘရုံးနဲ့ဘုံသီ15လုံးအုံပြပြီးတော့ကျဲချတိုက်ခိုက်ခဲ့ရာအချမ်းဘတ်စစ်သားများနေထိုင်ရာကင်းစခန်းဘော်ကိုတက်တဲ့ကြက်ရောက်ပောက်ကွဲပြီးတော့စစ်သားတအုပ်သေးဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နားလိုက်ချလိုက်နဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲခဲ့တာပါ။တေဆုံးထိခိုက်မှုနောက်ဆက်တွဲသတင်းကတော့မသိရသေးဘူး။စစ်ခွေးတွေကိုကပ္ပစ21ထဲကိုတည်သွားတာတော့သိရတယ်။ အထိနာတော့လက်နက်ကြီးတွေနဲ့ရမ်းပြီးတော့ပစ်တယ်ပါရာမော်တာစက်တက်၄ထီးတွေနဲ့လည်းဘုံးတွေပတ်ပြီးကျဲတယ်ပြည်သူတွေထိတယ်နွားလေးကောင်သေးတယ်ရဲဘော်တွေကတော့အထိကိမရှိပါဘူးလို့နယ်စည်းမခြား Freedom Federal စစ်ကြောင်းကတာဝန်ရှိသူကရှင်းပြထားပါတယ်အခုလိုမျိုးတိုက်ခိုက်ခံရမှုကြောင့်ဒဏ်ရာရတဲ့စစ်သားများကိုကပ္ပဆာ27တက်ထဲကိုကားနဲ့တဲဆောင်သွားတယ်လို့ပြောပါတယ်အဲ့ဒီနောက်မှာတော့ကပ္ပဆာ27တက်ထဲကနေပြီးတော့လက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခြင်းစက်တက်၄ထီးပါရာမော်တာများနဲ့ဘုံးတီးကျဲချခြင်းရန်တမ်းပစ်ခတ်ခြင်းများကြောင့် ကျိုးမကြီးရွာကပြည်သူ၃ဦးအပြင်းထန်ဒဏ်ရာရရှိကနွားလေးကောင်လည်းတေဆုံးသွားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ဂိတ်စခန်းကို ਨੇ စီမချ Freedom Federal စစ်ကြောင်းကဦးစီးပြီးတော့စိတ်ဖြူအနောက်ပိုင်းဇုံ၁ပကဖ AK တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့ဂွမ်ငတိုင်းချောင်းတိုက်ပွဲမှာထွက်ပြေးလာတဲ့ခလာရ၁၇ရက်တရင်မှုဖြစ်သူကိုတာပေါင်းမြို့နယ်အထက်ချမ်းခွေးကုတ်ရွာအုပ်စုအနန်းကုန်းကိုပို့လွတ်ပြီးတော့တာဝန်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခလာရ၁၇တရင်မှုဟာပြီးခဲ့တဲ့ဖေဖော်ဝါရီ၄ရက်နေ့မနက်၁၇နာရီကမှစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား၄၀ခန့်ပါဝင်တဲ့စစ်သုံးဖောကားတစ်စီးနဲ့အတူစိုက်ကယ်၃စီးစစ်ကောင်စီတပ်သား၆ဦးတို့နဲ့အနန်းကုန်းရွာဖုန်ကြီးချောင်းကိုရောက်ရှိလာပြီးတော့ညနေပိုင်းမှာနောက်ထပ်အင်အား၅၀ခန့်ထပ်မံရောက်ရှိလာပြီးတော့ဦးစီးကိုကဲနေတယ်လို့သိရပါတယ်ခွေးကုတ်အုပ်စုက ကျန့်ဖို့တန်းထုံရဲ့အပိုင်အနန်းကုန်းကြီးပါတဲ့ကိုအင်အား၁၀၀လောက်ထပ်ရောက်လာပြီးတော့အထိုင်ချတယ်ပြီးတော့ NLD ပါတီဝင်တွေကိုလည်းမပြတ်ဆောင်ကြည့်နေဖို့အတွက်တိုင်းအဆင့်ကညွှန်ကြားထားတာတွေရှိတယ်လို့တာပေါင်းဒေသခံတအုပ်ကပြန်လည်ပြောပြထားပါတယ် ကြားကောင်းရွာမှာရှိတဲ့စစ်ကောင်းစီတပ်စခန်းအသိခါရပြီးတဲ့နောက်အဲ့ဒီစခန်းကနေထွက်ပြေးလာတဲ့စစ်ကောင်းစီတပ်ဖွဲ့ဝင်တချို့ကိုပါအနန်းကုန်းကျေးရွာကိုပို့ဆောင်ထားခြင်းဖြစ်ပြီးတော့ကျေးရွာအတွင်းကဒေသခံများကိုလည်းညနေ6နာရီနောက်ပိုင်းမှာအပြစ်မထွက်ရဆိုပြီးတော့နှုတ်မိတ်နဲ့ညွှန်ကြားထားတယ်လို့သိရပါတယ်စစ်ကောင်းစီကတိုက်ပွဲနဲ့နီးကပ်နေတဲ့တစ်ဝမ်းပူတစ်စင်တာပေါင်းလေးတဲဖြူစတဲ့ကျေးရွာများကဒေသခံများကိုနေအိမ်များကိုတော့ခတ်ပိတ်ထားခြင်းမျိုးမပြုတ်လောက်ရန်မှာကြားထားပြီးတော့ တော့ခတ်ပြီးပိတ်ထားတဲ့နေအိမ်များကိုတော့ရိရိုက်ချိုးကအိမ်အတွင်းထဲကိုဝင်ရောက်ပြီးတော့တံမိုးရှိတဲ့ပစ္စည်းများကိုယူဆောင်နေတယ်လို့သိရပါတယ်။ကြားခေါင်းရွာစခန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာတင်ဝမ်းပူနဲ့တစ်ဆင်ဘက်ကိုဆင်းလာကြပြီးတော့ခြေကုပ်ယူထားတယ်လို့သိရပါတယ်။လက်ရှိမှာကြားခေါင်းတင်ဝမ်းပူတာပေါင်းလေးတစ်ဆင်တဲဖြူစတဲ့ခြေရွာများကဒေသခံများကဘောမီချောင်းရဲ့တောင်ပတ်ချမ်းမှာရှိတဲ့ပြာတိုက်အိုးလုံကျွန်းလျာကြီးကံချောင်း မယမ်းချင်းနဲ့တစ်ထုတ်လို့ရေးတစ်ကွင်းဟောင်းနေရဖြစ်တဲ့ဂါယာကွင်းတို့မှာရှောင်းတိန်နေထိုင်ကြရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းနတ်မောင်မြို့နယ်တပေါချမ်းရွာကထွေအုပ်စည်းရေးတအုပ်ကိုဖေဖော်ဝါရီလ9ရက်နေ့ညနေ9နာရီခွဲမှာပြစ်တက်ခံရပြီးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တေဆုံးသွားသူဟာအသက်33နှစ်အရွယ်ထွေအုပ်စည်းရေးကိုအောင်ကိုဦးဖြစ်ပြီးတော့တပေါချမ်းရွာအနီးကဗရောက်ကုန်းရွာကိုရောက်နေတဲ့အချိန် ်သူနေထိုင်တဲ့အိမ်ပေါ်မှာပဲကာကွယ်တပ်ဖွဲ့တွေကတနက်နဲ့ပြစ်ခဲ့တာလို့နောက်မှပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ခံကိုအစိတ်သေးကပြန်လည်ပြောပြထားပါတယ်လေးချက်လောက်ပြစ်ခတ်ရှင်းလင်းခဲ့တယ်သူစီမှာအရင်တုန်းကလက်ပစ်ဘုံတို့ဘာတို့ရှိတယ်ဆိုတာကိုကျွန်တော်တို့သတင်းကြားထားတော့ချက်ချင်းပြစ်ခတ်ရှင်းလင်းခဲ့တာရင်ဘတ်နဲ့ခေါင်းကိုကြီးစံနေထိမှန်ပြီးပေသွားတယ်လို့ကိုအစိတ်သေးကပြန်လည်ပြောပြထားပါတယ်ပြစ်ခတ်ပြီးတဲ့နောက်ကိုအောင်ကိုဦးစီကနေပြီးတော့ဖုန်းတစ်လုံးနဲ့ကွန်ပျူတာတစ်လုံးကိုတိတ်ဆိတ်ခဲ့ပြီးတော့အလောင်းကိုတော့ပြစ်ခတ်ပြီးတနအီလောက်အကြာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလာတဲသွားတယ်လို့ပြောပါတယ်ကိုအောင်ကိုဦးဟာထွေးအုပ်စည်းရေးအဖြစ်နဲ့ရှင် နှစ်ကျော်လောက်ကင်လာခဲ့တဲ့သူဖြစ်ပြီးတော့တဘောက်ချမ်းရွာကဒေသခံတွေကိုလည်းလွန်ခဲ့တဲ့နှစ်နှစ်လောက်ကလေးကညာပိုင်းကင်းဆောင်ခိုင်းတာတွေကိုလှုပ်ဆောင်ခိုင်းကသူ့ကိုနမောက်ပကဖနဲ့ရေနံချောင်း PDF တို့ကပူးပေါင်းကပြစ်ခတ်ခဲ့ကြတယ်လို့ဆိုပါတယ်နမောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာအခုနှစ်ဖေဖော်ဝါရီလ၂ရက်နေ့ညနေ6နာရီလောက်မှာလဲနမောက်မြို့နယ်အုတ်ရှစ်မြောင်ရွာကအုတ်ချုပ်ရဲမှုဦးမျိုးချင်းနဲ့စန်းကုန်းရွာအုတ်ချုပ်ရဲမှုအသက်86နှစ်အရွယ် ဥခင်မောင်ကိုလည်းနေအိမ်တွေမှာပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်လို့နမောက်ပခပထန်းကသိရှိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကလျှက်စက်မီးနဲ့လောင်စာဆီတွေဖြတ်တောက်လိုက်ပြီးတဲ့နောက် BGF နဲ့ DKBA ကလူကုန်ကူးမှုတိုက်ဖြတ်ပြီး ်မူရဆေးဝါးနှိမ်နေရင်ရာဇဝတ်မှုများကိုနိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့နှိမ်နှင်းမယ်လို့ကြေညာလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA အနေနဲ့နိုင်ငံတကာကတိုက်ဖြတ်လျက်ရှိတဲ့လူကုန်ကူးခြင်းမူရဆေးဝါးတိုက်ဖြတ်ရေးလုပ်ငန်းများကိုနိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်သွားမှာဖြစ်ကြောင်း DKBA ရဲ့တပ်မဟာတစ်တပ်မမှုကပြောကြားထားပါတယ်။မနေ့ကဖေဖော်ဝါရီလ9ရက်နေ့မှာဗဟိုစစ်ဌာနချုပ်ယုံစုံစည်းမြိုင်မှာ ဒီမိုကရေစီအကြောပြုကင်းတက်မှာရော DKBA ဘောအလုံးမှုဆောင်ကောမတီ CEC ဝင်များအစီအဝေးနဲ့ရာဇဝဲမှုများကိုနိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့နှိမ်နင်းရန်ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒီမိုကရေစီအကြောပြုကင်းတက်မှာရော DKBA အဖွဲ့အစည်းအနေနဲ့လက်ရှိနိုင်ငံတကာကတိုက်ဖြတ်နေတဲ့လူကုန်ကူးခြင်းလူလူချင်းညှဉ်းပန်းနှိပ်စက်ခြင်းတို့ကိုနိုင်ငံတကာနဲ့အတူပူးပေါင်းပြီးတော့တိုက်ဖြတ်သွားမှာဖြစ်ပြီးတော့ မိမိတို့ထိန်းချုပ်နယ်မြေအတွင်းမှာလူကုန်ကူးခံရသူများကိုမြန်မာနိုင်ငံတန်ယုံတဲ့အတူနိုင်ငံတကာတန်ယုံများကတောင်းခံလာပါကရှာဖွေပေးအပ်သွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်။ဒါအပြင်ထိန်းချုပ်နယ်မြေများအတွင်းမှာမူရစေဝါနဲ့ပတ်သက်ပြီးတော့တားဆီးနှိမ်နှင်းသွားမှာဖြစ်ပြီးတော့ဒေသခံပြည်သူလူထုရဲ့စားဝတ်နေရေးနဲ့အလုတ်ကိုင်းအခွင့်အလမ်းများရရှိရေးကိုအကောင့်ထက်ဖို့ဆောင်ရွက်သွားမှာဖြစ်ကြောင်းဆက်လက်ပြောဆိုထားပါတယ်။ရည်ရွယ်ချက်ကတော့ထုတ်ပြန်ထားတဲ့အချက်၄ချက်ပေါ့။လူကုန်ကူးမှုနဲ့ပတ်သက်တာလုံးဝလုံးဝကိုတိုက်ဖြတ်သွားမှာပေါ့။ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။အချက်၄ချက်အပေါ်မှာဆုံးဖြတ်ထားတာပေါ့။ ပြောရမယ်ဆိုရင်ထိုင်းကလည်းကျွန်တော်တို့ရဲ့ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်တို့ကိုစီတို့မီးတို့အင်တာနက်တို့ကိုအကုန်ဖျက်ချထားတာကိုဒါတွေကလည်းဒီကေပြည်နယ်မြေထဲမှာလည်းတချို့ရှိတယ်လို့လူစိုးလူမိုက်တွေကိုတန်ရှင်းရေးလုပ်ဖို့အတွက် တက်ဖို့တက်မှုတွေပူပေါင်းပြီးတော့တိုက်ဖြတ်သွားဖို့ဆုံးဖြတ်ချက်ချတာပေါ့လို့ DKBA တက်မဟာတက်တက်မမှုကပြောကြားထားပါတယ်အလားတူပဲ KNP နဲ့နေဆက်ဒေတာများမှာတရားမဝင်ရာဇဝတ်မှုများကိုအစိုးရနိုင်ငံတကာတို့နဲ့ပူပေါင်းပြီးတော့လက်တွဲတိုက်ဖြတ်သွားမယ်လို့စစ်ကောင်စီလက်အောက်ခံနေကြားဆောင်တက် BGF ကဒီကနေ့ဖေဖော်ဝါရီလ6ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ် ကရင်ပြည်နယ်နေသားဆောင်တက်အနေနဲ့ကရင်ပြည်နယ်နေဆက်ဒေသများမှာဆောင်ရွက်ခဲ့တဲ့နိုင်ငံတကာယင်းနှီးမြှုပ်နှံမှုစီမံကိန်းများဟာဒေသဖွံ့ဖြိုးရေးအတွက်နိုင်ငံတော်ယင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ခွင့်ပြုချက်နဲ့စတင်ဆောင်ရွက်ခဲ့တဲ့အိမ်ယာဟိုတယ်နဲ့အပန်းဖြေရိတ်တာစီမံကိန်းများဖြစ်ပြီးတော့ ပါဝင်ရင်းနှီးမြှုပ်နှံကြတဲ့အချို့သူလုပ်ငန်းရှင်များအဖြစ်နဲ့မဟုတ်ပဲမြေငါးရမ်းနဲ့မြေရှင်များသာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအင်ယာစီမံကိန်းများမှာရင်းနှီးမြှုပ်နှံသူများထံကနေပြီးတော့ထက်စစ်ငါးရမ်းနဲ့လုပ်ငန်းရှင်တချို့ဟာလိမ့်လေလှည့်ပြချင်းလူကုန်ကူးချင်းစတဲ့အလုပ်များကိုလုပ်ကင်နေကြတဲ့အတွက်အစိုးရနိုင်ငံတကာအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးတော့လက်တွဲက တက်ဖြတ်နှိမ်နှဲလျက်ရှိတယ်လို့ပြောကြားထားပါတယ်လူကုံကူးခြင်းမတမာမှုပြုခြင်းညှဉ်းပန်းနှိပ်စက်ခြင်းကလေးလုံသားများကိုအတုံးပြုခြင်းလိမ့်လဲလဲပြားခြင်းမူရစေဝါရောင်းချတုံးဆွဲခြင်းတို့ကိုလည်းထုတ်ဖော်အရေးယူပြီးတော့မတမာတဲ့လုပ်ငန်းများကိုပိတ်သိမ်းစေကာတပ်ဆိုင်ရာကိုအံ့နံပြီးတော့အရေးယူလျက်ရှိပါတယ်လို့ BGF ကပြောဆိုလိုက်ပါတယ် လူကုန်ကူးခံရတဲ့ဖြစ်စဉ်များမှာ2023ခုနှစ်ကနေယနေ့အထိလူကုန်ကူးခံရသူပေါင်း2000ကျော်ကိုတပ်ဆိုင်ရာနိုင်ငံအလိုက်ဆက်တွယ်ကနေရက်ကိုပြန်ပို့ရန်ကုညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံကမနေ့ကစတင်ပြီးတော့မြောက်ဝတီတာချီလိမ့်နဲ့ဖျားသုံးစုမြို့များကိုလျှက်စစ်မီးများဖြတ်တောက်ခြင်းနဲ့လောင်စာတင်ပို့ခြင်းများကိုစတင်ပြီးတော့ဖြတ်တောက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ဒက္ခိဏသီရိမြို့နယ်မှာချိုင်းကျေးရွာအုပ်ချုပ်ရေးမှူးကလူငယ်များကိုစစ်မှုထမ်းကင်းလွတ်ခွင့်ပေးမယ်ဆိုပြီးတော့ရက်ွက်ရုံးကိုလိန်လေခေါ်ဆောင်ပြီး စစ်တပ်ထဲကိုထည့်သွင်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ30ရက်နေ့မှာနေပြည်တော်ဒက္ခိဏသီရိမြို့နယ်ချိုင်းကျေးရွာမှာအုတ်ချုပ်ရဲမှုဇော်ဝမ်းကကျေးရွာသားကိုချမ်းလင်းမောင်ကိုစစ်မှုထမ်းကင်းလွတ်ခွင့်ပြုမယ်ဆိုပြီးတော့ကျေးရွာရုံးကိုလာခဲ့ရန်လိန်လယ်ခေါ်ဆောင်ခဲ့ပြီးတော့စစ်တပ်ထဲကိုဖမ်းဆီးပြီးတော့ထည့်သွင်းလိုက်တယ်လို့သိရပါတယ်ကိုချမ်းလင်းမောင်ဟာမိဘများကိုလောက်ကင်ကျွေးမွေးနေသူဖြစ်ပြီးတော့လက်ရှိအချိန်မှာမိဘများဟာလည်းတားဖြစ်သူရဲ့စိတ်ကြောင့်ပူဆွေးတော့ကရောက်နေရတယ်လို့သိရပါတယ်ဒက္ခိဏသီရိမြို့နယ်ချိုင်းကျေးရွာမှာ မိဘတွေကဆင်းရဲတော့မိဘတွေကိုလောက်ကန်ကျွေးမွေးနေတဲ့ကိုချမ်းလင်းမောင်ကိုအုတ်ချုပ်ရေးမှုဇော်ဝန်းကစစ်မှုထမ်းကင်းလုခွင့်ပြုတ်မယ်ဆိုပြီးတော့ကြေးပါရုံးကိုခဏလာပါအောင်ဆိုပြီးတော့လိန်ခေါ်ပြီးစစ်တပ်ထဲကိုထည့်လိုက်တာကောင်လေးရဲ့မိဘတွေကလည်းအဲ့ဒီစိတ်နဲ့ပူဆွေးတော့ကရောက်နေကြတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်ကြေးပါအုတ်ချုပ်ရေးမှုဇော်ဝန်းဟာမွေးရဆေးဝါးများရောင်းချပြီးတော့ချမ်းသာနေတဲ့ပြူစောတိဇော်ထူးနဲ့ ်မိုးဝင်းတို့နဲ့ပူးပေါင်းပြီးတော့ချမ်းကြီးရွာအတွင်းမှာလောင်ကစားဝိုင်းမျိုးစုံကိုလုတ်ခွင့်ပေးထားတယ်လို့သိရပါတယ်။ဇော်ဝမ်းဟာ၎င်းရဲ့ဆွေမျိုးများကလွဲပြီးတော့ကြေးရွာအတွင်းမှာနေထိုင်တဲ့ပြည်သူများအလုံးကိုစစ်မှုထမ်းရန်အမြဲတမ်းချိန်ချောင်းနေသူဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဘကိုးတိုင်းလက်ပန်းမြို့နယ်နဲ့တာယာဝတီမြို့နယ်တို့မှာအကြမ်းမဆက်တက်ကလူငယ်အယောက်20နီးပါးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ်။ဖေဖော်ဝါရီလ၄ရက်နေ့မွန်းလွဲ၂နာရီခန့်မှာလက်ပန်းမြို့နယ်ရေရှမ်းကျေးရွာမှာနေထိုင်တဲ့ကိုမျိုးသူရကိုတကြံမိုးနဲ့ အောင်ချမ်းသာရွာတို့မှာနေထိုင်တဲ့ကိုဝင်းနိုင်ခေါ်အညာသားတို့ဟာဗောဓိပင်အုပ်စုချောင်းဆောင်ကျေးရွာမှာရှိတဲ့အဝါဒေးဝိုင်းကိုတွားရောက်တဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနေ့မုံလွယ်ပိုင်းကလည်းလေဗဒန်းမြို့နယ်မှာရှိတဲ့ကျုံလာဟာဒနင်းကြီးဆက်သွယ်ရေးလမ်းပိုင်းမှာ အင်းစည်းကတစည်းနဲ့ဖောကတစည်းပေါ်ကနေပြီးတော့အရက်ဝဲဝစ်စင်ထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလမ်းသွားလမ်းလာလူငယ်15ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသိရပါတယ်ဖမ်းဆီးခံရတဲ့လူငယ်များဟာဒနင်းကြီးရွာစိန်တုံးရွာနဲ့အခြားရွာကလူငယ်များဖြစ်တယ်လို့သိရပါတယ်အလားတူပဲတာယာဝတီမြို့နယ်30မြို့အရှက်လက်ပံခုံရက်ကွက် အုပ်ချုပ်ရေးမှုဖိုးတာနဲ့30ရဲစခန်းကရဲများကဖေဖော်ဝါရီလ3ရက်နေ့ည10နာရီခန့်အချိန်မှာဖားကူးလမ်းမှာနှက်ပွဲကြည့်နေတဲ့အသက်30ခန့်အရွယ်လူငယ်2ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ TNL ကတင်ပိုက်ထားတဲ့နောင်ချုံမြို့နယ်တပြေတောင်ဖျားကုန်းကိုစစ်တပ်ကဒီကနေ့မနက်ပိုင်းမှာလေရင်နဲ့ဘုံကျဲချခဲ့ရာဖျားဓမ္မယုံနဲ့ကျောင်းဆောင်များပျက်စီးသွားပြီးတော့လူတဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ February 6ရက်နေ့မနက်7:00ခွဲအချိန်မှာနောင်ချုံမြို့တပြေရေတောင်ဖျားကုန်းကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter လေးရဲများနဲ့ဘုံကျဲချခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီဘုံကျဲချမှုကြောင့်ចောင်းဆောင်နဲ့ဇေဒီထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေရာဟာတာသနိကနေရာဖြစ်ပြီးတော့ TNL တပ်များတဆွဲထားမှုမရှိဘူးလို့ပြောပါတယ်။အခုလိုမျိုးလေးရဲနဲ့ဘုံကျဲချတိုက်ခတ်ခဲ့မှုကြောင့်ចံကားမောင်းနေလာတဲ့သူအသက်30နှစ်ရှိတဲ့ဆိုင်လာဦးကိုဘုံစာထိမှန်ပြီးတော့ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေရာကဖျားဓမ္မယုံနဲ့ရိတ်တာចောင်းဆောင်နေပဲရှိတာပါ။ ပါဒနာနေမြေပါလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲဇန်နဝါရီလ22ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကနောင်ချုံမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို Jet Fighter နဲ့ပေါင်300ဘုံနှလုံးကျဲချခဲ့ရာအဲ့ဒီဘုံကျဲချမှုကြောင့်အသက်60အရွယ်အမျိုးသမီးတဦးတေဆုံးကအသက်18နှစ်အရွယ်အမျိုးသမီးတဦးအမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိကအထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ရဲစခန်းလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဇန်နဝါရီလ22ရက်နေ့နောင်ချုံမြို့အနောက်တောင်ဘက်20ကီလိုမီတာအကွာမှာရှိတဲ့တော်လိုင်းရေးတပ်များထိန်းချုပ်ထားတဲ့ ကုန်းကြီးရွာမှကြီးရွာကိုလည်းအချက်မဲ့ဆက်တက်ကလေးချောင်းကနေပြီးတော့ဘုံတလုံးချဲချခဲ့တဲ့အတွက်နေအိမ်နှလုံးထိကပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဇန်နဝါရီလ22ရက်နေ့နေ့လယ်7:00နာရီခွဲအချိန်မှာနောင်ချိုမြို့ဈေးရက်ကွက်ကို Jet Fighter နဲ့လေယာဉ်နှစ်စီးနဲ့ပေါင်900ဘုံနှလုံးချဲချတိုက်ခိုက်ခဲ့ရာပါရမီလဖေးဆိုင်နဲ့နေအိမ်နှလုံးထိမှပျက်စီးခဲ့ပြီးတော့ပြည်သူ၉ဦးသေဆုံးခဲ့ဘူးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ